ရှင်ဗျာမိကုံမိရှောင်းခွင့်ပြုပါရှင်ဗျာဘုန်းကြီးယဟန်းများကိုစွန့်ကပ်ပြီးနောက်စွန့်ဟင်းစွန့်ခွက်များစသည်တို့ကိုထိမိကင်၍လင်အကက်ပြဲ့၍ပြန်ကက်လင်ယဟန်းတော်များဖုံးပေးကောင်းပါသလားဗျာတပည့်တော်တွေ့ရစရာတော့ဖုံးပေးမကောင်းလို့ပြောလိုပါဗျာမြန်မာနိုင်ငံမှာလည်းအဲ့ဒါလည်းတော်တော်ခက်တလွဲစပင်ကောင်းဆိုတာလည်းအဲ့ဒါဖြစ်တာနော်ဟိုကပ်ပြီးရင်ပြန်မကင်ရဘူးဆိုပြီးတော့လေဟိုမဆိုင်ဘူးလေနော်ယဟန်းတော်တွေမှာက စားစရာပစ္စည်းတွေကိုအကက်ခံရတယ်။နော်စားစရာပစ္စည်းတွေအကက်ခံရတယ်။အဲဒဏ္ဍဘောဓာတိခါပုလို့ခေါ်တယ်။အကက်မခံရသေးတဲ့စားစရာတွေကိုလေချောင်းထဲကိုတွင်းခွင့်မရှိဘူး။ဒါကြောင့်စားစရာပစ္စည်းတွေကိုအကက်ခံရတယ်။ဆိုတော့အကက်ပြီးသားဥစ္စာကိုတရားဒဂမတွေကပြန်ကင်တယ်။ဘာလို့ကင်လဲဆိုခွက်ကိုကင်တာလေ။အဲ့တော့ခွက်ကိုကင်လိုက်တာဘာပြဿနာမှမရှိဘူး။ဟိုဟိုအသီးတွေဘာတွေကင်ရောတမျိုးပေါ့နော်။ဥပမာအသီးတွေဘာတွေတီထားပြီးသားရှိတယ်။ ကပ်ပြီးသားတာအဲ့အသီးကိုဥဒကာဒကာမတွေလက်နဲ့လာကင်တယ်ဆိုတော့သူတို့လက်ကဖုံမုတ်တွေကြီးတွေပေသွားတယ်ဆိုရင်တော့ဒါအဲ့ဒီဖုံမုတ်အတွက်ပြန်ကပ်ဖို့လိုတယ်ရှင်းရှင်းရှင်းနော်အဲ့တော့ခွက်ကိုပဲကင်တယ်သဘောလားမသိဘူးအသီးကိုမကင်ဘူးစားစရာကိုမကင်ဘူးခွက်ကိုပဲကင်တာပကံကိုကင်တာခုံကိုလာကင်တာဘာအပြစ်မှမရှိဘူးခုံကိုစားရမှာမဟုတ်တာဘုန်းကြီးကဟုတ်တယ်မဟုတ်လားအဲ့တော့ဆိုတော့ကပ်ပြီးသားကိုမကင်ရဆိုတဲ့ဝင်းကြီးမရှိပါဘူးเนาะဆိုတော့เนาะရှင်းရှင်းလင်းလင်းမှတ်ထားဖို့ကကပ်ပြီးသားကို မကံရဘူးဆိုတဲ့ဝိနည်းကစာထဲမှာမရှိပါဘူးအဲ့တော့တန်တရားရှိမယ်ဆိုရှိစရာတစ်ခုပဲရှိတယ်စားစရာခွက်ကိုမဟုတ်ဘူးစားစရာကိုပဲလာကင်တာမုံတွေအသီးတွေကိုတခါတခါမှတည်းလာကင်နေဆိုရင်တော့သူတို့လက်မှာပါတဲ့ဖုံမုံတွေကအသီးမှာပေးသွားမယ်အဲ့ဆိုအဲ့ဒီဖုံမုံအတွက်ကအကက်ခံမှုလိုတယ်ဟိုကျွန်တော်စာထဲမှာကဆိုရဟန်းတစ်ပါးဆုံးခံသွားတယ်ဆုံးလောင်းလိုက်တဲ့တပိတ်သေးကိုဒါအတ်တယ်ဆုံးခံဆက်သွားနေရင်အဲ့ဒီတပိတ်သေးကိုဖုံတွေဝင်လာမယ်ဆိုရင်အဲ့ဒီဖုံကိုအကက်ခံမှုလိုလာတယ်အဲ့ဒီသဘောပဲ နော်အဲ့တော့အကက်ခံပြီးသားဆုံးဝိုင်းမှာဖုံကျသွားမယ်ဆိုရင်အကက်ပြန်ခံရမယ်အဲ့တော့အခုအဲ့လိုပဲခုနဒကာဓမ္မတွေကလာကင်တဲ့အခါမှာခွက်မှာပေသွားတာဘာမှမဖြစ်ဘူးသူတို့လက်ကဖုံကခွက်မှာပေသွားတယ်ပကံမှာပေသွားတာဒါပြဿနာမရှိဘူးဘာလို့ကိုယ်ကခွက်ကိုစားတာမှမဟုတ်တာအထက်ကပါတယ်အထက်ကဟာကိုစားတာလေအဲ့တော့အထက်ကစားဖွယ်တောက်ဖွယ်မှာတရားဓမ္မတွေရဲ့လက်ကဖုံမှုတွေမကြဘူးဆိုရင်ဘာမှမဖြစ်ဘူးကက်ကန်စရာမလိုဘူးပေါ့နော်အဲ့တော့ချင်းချင်းလေးလေးမှတ်အမှာကတရားဓမ္မတွေရဲ့လက်ကစားစရာတွေကိုမထည့်ရင်ဘာမှမဖြစ်ဘူး ပကံနေခွဲယုံထိယုံနဲ့ဘာမှပြဿနာမရှိပါဘူးနော်မိကုံမရှောင်းဝင်ပြုပါဖေဟာဆက်ဆက်မိကုံဖြစ်ပါရဲ့ဖေဟာကလုထားပြီးတော့စွန်ဝိုင်းအတွင်ယဟန်တန်ဃာတော်များစွန်ဖုံးပေးမနေစဉ်စွန်ဝိုင်းပေါ်မှာစွန်ဟင်းလျာများကိုယူငင်၍ယဟန်တန်ဃာတော်များဤစွန်ပကံထဲသို့စွန်ဟင်းများကိုလူပုဂ္ဂိုလ်များမှထပ်မံလောင်းထည့်ခြင်း ထက်ပင်ခြင်းများဥပမာအရှင်ဘုရားထဲ့ပါဖေဟာအရှိပါရဲ့ဖေဟာဟုပြောဆိုခြင်းများကိုပြုလုပ်လို့ရပါသလားဖေဟာအကျိုးပြင်များကိုရှင်းပြပေးပါဖေဟာတော့ကပိတာဆိုလို့ရှိရင်တော့ဘာမှမဖြစ်ဘူးလေနော်ဟိုယဟန်ဒီစပွဲဝိုင်းမှာဆုံးကကပိတာဟင်းခွက်ဒီကပိတာအဲကပိတာကိုတန်ဃာတို့ရမထဲ့ဘူးပေါ့နော်မထဲ့တာကိုမြင်တော့ကိုကထဲ့စေခြင်းတော့လူရှင်ကနေပြီးတော့အဲဆုံးပကံတွေဟင်းပကံတွေယူပြီးတော့လိုက်ထဲ့တယ်ပေါ့ဒါအပြစ်မရှိပါဘူးအရှင်ဘုရား ဟိုယူအောင်မလားလို့ပဲမေးမေးလိုက်ပဲထဲထဲပေါ့နော်ဒါကပီးသားဖြစ်နေတာကိုကပီးသားဖြစ်တဲ့အတွက်ကြောင့်ဒီပြဿနာပြဿနာမရှိဘူးပြဿနာရှိတာကဘာရှိသလဲဆိုတော့မကက်ရသေးတဲ့ဥစ္စာပေါ့နော်ဟိုမကက်ရသေးတဲ့လိုက်ပွဲသဘောခေါ်တယ်ကပီးသားမဟုတ်ပဲနဲ့လိုက်ပွဲလိုက်ပွဲတွေကိုကြတော့ဘုန်းကြီးတွေကိုဘာမှမပြောဘဲနဲ့တိုင်းထက်လိုက်တယ်ဆိုရင်နံပါတ်1ကတော့ဘာလဲဆိုတော့အကက်မခံရသေးတဲ့ကိစ္စပဲလိုက်ပွဲရလေအလူတွေမှာတစ်ခါတလေဘုန်းကြီးတွေကိုဘာမှမပြောညာပြောလာထည့်သွားတာမျိုးတွေရှိတယ်အဲ့ဒါကြတော့အကက်မခံရသေးတဲ့ဟာလေအဲ့တော့ပြန်ကက်ခံဖို့လိုတယ် နော်စပွဲဝိုင်းနေမှာလိုက်ပွဲလိုက်လို့ရှိရင်အကက်ခံဖို့လိုတယ်ဒါကြောင့်ဦးဇင်းတို့လိုက်ပွဲလိုက်မဲ့ဇလုံးလိုက်ပွဲလိုက်မဲ့အိုးခွက်ကိုဘုံကြီးတစ်ပါးပါချင်းပါရင်ကတ်လိုက်ပြီးခါမှာလိုက်ထဲတာကောင်းတယ်တစုံရှိရင်တော့ဘယ်သူမှကတ်ဖို့အဆင်မပြေတော့ဘူးလေအဲ့တော့လိုက်ပွဲမလိုက်ခင်မှာအဲ့ဒီအိုးခွက်ကိုဘုံကြီးကြီးကိုတစ်ပါးပါချင်းပါရင်ကတ်လိုက်ပြီးလို့ချင်းအကက်ခံပြီးသားပါဘုရားလို့ချက်ပြီးတော့လိုက်ထဲလိုက်ရအောင်ပဲဒါနံပါတ်1ပေါ့နော်အဲနံပါတ်2ကဘာလဲဆိုတော့ဘုံကြီးရဲ့တပိတ်ထဲကိုလောင်းထဲတယ်ဘုံကြီးရဲ့ပကံလောင်းထဲတဲ့ခါမှာဘုံကြီးကတော်ပြီးလို့ညင်းလိုက်တယ်အဲညင်းတာကအဘက်မတင်ပါဘူး ဘယ်ခါပြဿနာတက်တယ်လဲဆိုတော့အရုံဆုံးနေမှာပြဿနာနည်းနည်းတက်စရာရှိတယ်။ပဝါရိတ်တင်နေဆိုတာရှိတယ်။ယဟန်တော်ဒီမှာကစားစရာတစ်ခုကိုလာကတ်တဲ့အခါမှာကိုကလည်းဆုံးဖုံးပေးနေတဲ့အချိန်ပေါ့လေ။ဆုံးလည်းဖုံးပေးနေတယ်။စားစရာတစ်ခုကိုလည်းနှစ်တောင့်တော်အတွင်းမှာလာကတ်တယ်။အဲ့ဒါကိုတော်ပြီးလို့ကိုကညင်းလိုက်တယ်ဆိုလို့ရှိရင်ပဝါရိတ်တင်တယ်လို့ခေါ်တယ်။အဘက်တင်တာမဟုတ်ဘူးပဝါရိတ်တင်တာ။ပဝါရိတ်ဆိုတာတားမြစ်လိုက်တယ်လို့ပြောတာ။အဲ့လိုတားမြစ်လိုက်တဲ့ပုံကိုယ်တယောက်ကပုံကိုယ်တားမြစ်လိုက်ပြီဆိုလို့ရှိရင်နေဆုံးစားလို့မရတော့ဘူး။ ဒါအရုံဆုံးမှာပြဿနာတက်သွားနေဆုံးမှာတော့တားလေဘာမှပြူစားစရာမှမရှိတော့တာလေအဲ့တော့အရုံဆုံးမှာတားလိုက်လို့ရှိရင်နေဆုံးမှာစားခွင့်မရှိတော့ဘူးအဲ့ဒါမျိုးတော့ရှိတယ်လေအဲ့တော့ရဟန်းတစ်ပါးအားကြောင့်ဦးဇနုကဆွန်းလိုက်မယ်ဆိုလို့ရှိရင်လေဟိုတပိတ်တဲကိုလောင်းတဲ့ပုံစံမလုပ်ဘဲနဲ့အနားလေးမှာခဏချက်ပြီးတော့လက်အုပ်ရှိပြီးတော့အရှင်မယားယူပါဦးမလားလို့မေးလိုက်တာကပိုကောင်းတယ်အဲ့လိုဆိုရင်ယူမယ်ဆိုလည်းသူယူမယ်မယူဆိုလည်းသူငင်းမှာပေါ့နော်အဲ့ဆိုရင်အဆင်ပြေတယ်အဲ့တော့ အဲ့လိုမျိုးတပိတ်ထဲကိုတန်းမလောင်သေးမှအချက်ယူပါအောင်မလားလို့မေးပါးစက်နဲ့မေးတာကောင်းတယ်ပေါ့နော်အဲ့လိုဆိုရင်ယဟန်ဘက်ကငင်းလို့လည်းအဆင်ပြေတယ်ဟိုလက်ခံလို့လည်းအဆင်ပြေတယ်ဟိုတပိတ်ထဲကိုလောင်တဲ့ခါကျမှတပိတ်ကြီးပိတ်ပြီးတော့ဟာမလိုဘူးလို့ညင်းလိုက်လို့ချင်းရင်နေဆုံးမှဖုံးလို့မရတော့ဘူးဘာတပဝါရီတင်လာတဲ့အတွက်ကြောင့်လေညဆိုလိုတာကယဟန်တော်ဒီမှာကတားလိုက်လို့ချင်းနောက်ထပ်စားခွင့်မရှိတော့ဘူးအဲ့ကြောင့်သူကတားရမရောက်အောင်လို့မလောင်ဘဲနဲ့မေးလိုက်တာကပိုကောင်းတယ်ဒါနောက်တစ်ခုပေါ့နော်ခုနကဟာကြတော့သူကမကက်ဘဲနဲ့လောင်ထဲတဲ့ပုံစံ အဲ့ဒါကတော့မဆင်မပြေဘူးပေါ့နော်အဲ့တော့နှစ်ခုပေါ်တာကတော့နော်ဟုတ်